်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖက်စစ်တပ်ကြောင့်မြန်မာပြည်သူများမှဒုက္ခဆင်းရဲများခါးစည်းခံနေရ၍ကုလသမဂ္ဂအနေဖြင့်မပြတ်ကွက်သွင်းဟုတမ္မကြီးဦးတော်မိုးထွန်းပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်အာဏာသိမ်းထားသောမြန်မာနိုင်ငံတွင်အကြံဖက်စစ်တပ်ကြောင့်မြန်မာပြည်သူများမှ ဒုက္ခဆင်းရဲဝင်တာများကိုခါးစည်းခံရ၍ကုလသမဂ္ဂအနေဖြင့်မပြတ်ကွက်တင်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ6ရက်နေ့အမေရိကန်ပြည်ထောင်စုမြို့ရမြို့တွင်ပြုလုပ်သောကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်တာမှုနှင့်ရင်ကျေးမှုကော်မတီတွင်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏နှစ်စဉ်အစီရင်ခံစာအားအပြန်အလှန်ဆွေးနွေးသည့်အစီအဝေး၌ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံတွင်ဖြစ်ပွားနေတဲ့နေရက်ဆုံးခွာထွက်ပြေးတိမ်းရှောင်မှုအကျက်တဲသည့်စေအုစုမှစနစ်တကျတွက်ချက်ကျူးလွန်ခဲ့သည့်ရက်ဆက်ကြမ်းကြုတ်မှုတစ်ခုဖြစ်လာကြောင်းဤသို့လူကားလုတ်သည့်အကျက်တဲဤကြီးထွားမှုပမာဏသည်အလွန်အလွန်ကြီးမားကြောင်းပြည်သူများအထူးသဖြင့်အမျိုးသမီးများမိန်းကလေးငယ်များနှင့်ကလေးသူငယ်များအနေဖြင့်မှန်စမရနိုင်သောဒုက္ခဆင်းရဲဝေဒနာများကိုခါးစည်းခံရကြောင်းတမ္မတ်ကြီးကထောက်ပြပါရယ် အချို့သောပြည်တွင်းနေရွှန့်ခွာထွက်ပြေးတင်းရှောင်နေရသူများမှလည်းအွန်လိုင်းလိမ်လည်မှုများနဲ့လူနှင့်မူရစေဝါကုန်ကူးခြင်းတို့အပါအဝင်နေဆက်ဖြတ်ကျော်မှုကင်းများဤသားကောင်များဖြစ်လာခဲ့ရကြောင်းရာဇဝတ်မှုများကိုကျူးလွန်လျက်ရှိသည့်ရာဇဝတ်သားများကမူပြည်တံကင်းလွခွင့်အားဆက်လက်အကျိုးခံစားကာဆိုရသောရာဇဝတ်မှုများကိုကျူးလွန်စေကျူးလွန်မြဲဖြစ်ကြောင်းရှက်ခုအခန်းစေအုပ်စုသည်၎င်းတို့ကျူးလွန်ထားသည့်ရုံးမှမှုများကိုဖုံးကွယ်ရှောင်လွှားနိုင်ရန်အထူးရောက်ရွေးကောက်ပွဲလမ်းစဉ်ကိုကြိုးပမ်းနေကြောင်း အတူရောင်ရွေးကောက်ပွဲသည်တရားဝင်မှုအလင်းမရှိအလေအညာလုပ်ငန်းစဉ်တစ်ခုမျှသာဖြစ်ပြီးအကြံဖတ်မှုများနှင့်မတည်ငြိမ်မှုများကိုပုံမတိုးပွားစေနိုင်ကြောင်းနောက်ဆက်တွဲအနေဖြင့်ဒုက္ခသည်များနှင့်ပြည်တွင်းနေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်သူများကိုသာတာ၍တိုးပွားလာစေမည်ဖြစ်ကြောင်းတန်မတ်ကြီးကရှင်းပြပါသည်ကုလသမဂ္ဂအနေဖြင့်မြန်မာပြည်သူများအပေါ်မပြတ်ကွက်သင့်ကြောင်းပြည်ထနာဤစင်းမြအားဖြည့်ရှင်းမှသာလျင်အဖြစ်ကိုရှာဖွေနိုင်မည်ဖြစ်ပြီးမြန်မာနိုင်ငံ၏အကြက်တဲအတွက်ရေရှည်တည်တံ့သည့်နီလန်းရှာဖွေနိုင်ရန် နိုင်ငံတကာတိုင်ဝမ်ကုလသမဂ္ဂနှင့်အေဂျင်စီများကအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ပါဝင်ပတ်သက်နေသည့်အဖွဲ့အစည်းပုဂ္ဂိုလ်များအလုံးနှင့်ယူသားစွာထိတွေ့ဆက်ဆံရေးကအလွန်အရေးကြီးပါကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကသတိပေးပြောကြားခဲ့ပါသည်။၂025ခုနှစ်နှစ်လပိုင်းအထိရရှိထားသောကိန်းဂရမ်းများအရာပြည်တွင်းနေရွက်ဆွန့်ခွာထွက်ပြေးတိမ်းရှောင်သူ၃တက်သမ၅တန်းကျော်အထိညစ်တက်လာခဲ့ပြီးဒေသတွင်း၌လည်းဒုက္ခသည်နှင့်နိုင်ငံရေးခေါ်လုံခွင့်လျှောက်ထားသူ၃တက်သမ58တန်းအထိထပ်မံတိုးပွားလာလျက်ရှိကြောင်း ဒုက္ခတဲ့ဦးရေဒီရေကဲ့သို့အတိုင်းအဆကြီးမားစွာမြင့်တက်လာခြင်းမှာစေုပ်စုဤအလုံးအမင်းရက်ဆက်သောမြေလန်စနစ်ကြောင့်ဖြစ်ကြောင်းစေုပ်စုကကျူးလွန်တဲ့လေးချောင်းပုံကျဲတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်တိုက်ခိုက်မှုများနှင့်ခြေရွာများကိုဖျက်ဆီးမှုများကြောင့်အချို့သောခြေရွာနေပြည်သူများအနေဖြင့်ရွာလုံးကျွတ်နေရဆုံးခွာသူများဖြစ်လာခဲ့ရကြောင်းသံမတ်ကြီးကဆက်လက်ပြောဆိုပါတယ်မြန်မာနိုင်ငံအတွင်းဒုက္ခသည်လူဦးရေစုစုပေါင်း50ရာခိုင်နှုန်းဖြစ်သောအမျိုးသမီးများနှင့်မိန်းကလေးငယ်များအနေဖြင့် ကြားမှအခြေပြုအကြံဖတ်မှုများလိမ့်ပိုင်းဆိုင်ရာအမျက်ထုတ်မှုများနှင့်လူကုန်ခူးခံရသည့်ကြီးမားသောအန္တရာယ်တို့ကိုရင်ဆိုင်နေရကြောင်းဒုက္ခသည်လူဦးရေစုစုပေါင်း40ရာခိုင်နှုန်းဖြစ်သောကလေးသူငယ်များအနေဖြင့်လည်းကြီးမားသောစိတ်ထံရများကိုအန်တုနေထိုင်နေရကြောင်းခမန်းအပြင်6တန်းကန်သောကလေးသူငယ်များမှလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုအရေးပေါ်လိုအပ်လျက်ရှိကြောင်းနေရဆုံးခွာထွက်ပြေးတိမ်းရှောင်နေရသည့်ကလေးသူငယ်များ၏ကျောင်းနေမှုနှုန်းမှာတိတိတတ်တတ်ကြာဆင်းခဲ့သည့်ဖြင့် အဆိုပါမျိုးဆက်အားပညာရေးဆုံးရှုံးစေကြောင်းတစ်ဖက်တွင်လည်းစေုပ်စု၏အာဓမတတအဆူဆောင်မှုနှင့်စစ်မှုရန်စေခြင်းရန်စွဲတို့ကြောင့်လည်းထိရှလွယ်လျက်ရှိကြောင်းအခြားတစ်ဖက်တွင်လည်းကလေးငယ်တက်တန်းကျော်မှ၎င်းတို့အတွက်လိုအပ်သောပုံမှန်ကာကွယ်ဆေးများထိုးခွင့်အခွင့်အရေးကိုပင်ဆုံးရှုံးကကာကွယ်နိုင်သည့်ရောဂါများအကြုံအယုံပြန့်ပွားလာနိုင်သည့်ဘေးအန္တရာယ်ဆိုးနှင့်လည်းရင်ဆိုင်နေရကြောင်းသတ်မှတ်ကြီးကရှင်းပြပါသည် ဆက်လက်ပြီးချောင်းဆောင်တွင်ပြည်ခိုင်ဖြိုးရန်ကြောင်းအခြားသောပါတီများမဲဆွဲစည်းရုံးရန်အခက်တွေ့နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်ချောင်းဆောင်မြို့နယ်အတွင်းပြည်ခိုင်ဖြိုးရန်ကြောင်းအခြားသောပါတီများကမဲဆွဲစည်းရုံးပွဲပြုလုပ်ရန်အဆင်မပြေဖြစ်နေကြောင်းသိရပါတယ်။ချောင်းဆောင်မြို့နယ်အတွင်းရှိကျေးရွာများတွင်လူထုနှင့်တွေ့ဆုံကမဲဆွဲစည်းရုံးရန်အခြားသောပါတီများကကြိုးစားကြတော့လေဒေသခံများမှပြည်ခိုင်ဖြိုးပါတီနှင့်အုပ်ချုပ်ရေးမှူးတို့ကအညှိုးထားမိကိုကြောက်သဖြင့်တွေ့ဆုံပွဲအတွက် နေရထိုင်ခင်းမပေးရကြကြောင်းဒေသခံအချို့ထံကသိရပါတယ်။ခရစ်ဆောင်ပွဲလုပ်မယ်ဆိုရင်ရွေးကော်ကိုတပတ်ကြိုတင်ရတယ်။ဖေနီယာမှာလူအင်အားဖလောင်းနဲ့မဲဆွယ်စည်းရုံးပါမယ်ပေါ့။တချို့လူတွေကခင်မင်မှုအရသူတို့အိမ်တို့ဘာလို့မှတွေးဆောင်ပွဲအတွက်နေရပေးခြင်းနဲ့ဒါပေမဲ့ကြက်ဖို့ကညှို့ပြီးတခုခုအလုတ်ခံရမှကြောက်လို့မပေးရကြဘူး။အဲ့ဒါကြောင့်ဒီနေ့နိုဝင်ဘာ၈ရက်မနက်တိကြံဖို့ကလွယ်ရင်ဘယ်ပါတီမှတွစ်ဆုံပွဲမလုပ်ရသေးဘူးဟုပါတီများနှင့်နှီးဆက်သောမော်လမြိုင်မြို့ခံကသတင်းဌာနကိုပြောပါရယ် ရှင်းသို့သောအခြေအနေကိုပါတီများကသိတော်လဲ၎င်းတို့ကိုယ်တိုင်ကပြည်ခိုင်ဖြိုးကိုကြောက်သဖြင့်မပြောရကြကြောင်းသိရပါတယ်။ကြက်ဖို့ဆိုတာဘာမှနိုင်ငံရေးအဆင့်အတန်းမရှိတဲ့ကောင်တွေစုဖွဲ့ထားတာ။အဲဒီလိုအဆင့်အတန်းမရှိတဲ့ကောင်တွေကိုပဲတခွန်းပြတ်မပြောရကြဘူးဆိုတော့ကြက်ဖို့ထတ်တောင်အောက်တန်းကျတဲ့သဘောပဲ။သူတို့ကိုသူတို့ပြောနေတာတော့နိုင်ငံရေးသမားပဲဟု၎င်းကဆက်ပြောပါတယ်။ဆောင်ဆောင်မျိုးနဲ့အတွင်ရက်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအလုံးပါပြည်ခိုင်ပြိုးပါတီဝင်များဖြစ်ပြီးပြည်ခိုင်ပြိုးပါတီ၏မဲဆွယ်စည်းရုံးရေးသို့ ဒေသခံများလာရောက်ရန်နှင့်နေရာထိုင်ခင်းတို့ကိုရွာအုပ်ချုပ်ရေးမှုတို့ကစီစဉ်ပေးနေရာကြောင်းအဝေးရောက်ချောင်းဆုံမျိုးနဲ့တက်ကောရွာသားတအုပ်ကပြောပါတယ်။ကြံ့ဖို့စီယုံရေးအတွက်အုပ်ကြီးတွေကုပေးနေတာချောင်းဆုံမှာလူတိုင်းသိတယ်။အဲ့ဒါကဥပဒေနဲ့မညီဘူးလေ။ဒါပေမဲ့တခြားပါတီတွေကလုံးဝမကန့်ကွက်ရဲဘူး။အကုံကြောက်ပြီးငိန်ခံနေကြရတယ်ဟု၎င်းကပြောပါတယ်။ချောင်းဆုံမျိုးနဲ့ရွာလွတ်ကမနင်းတက်ကောဘိုးနှံမူတော်နဲ့ ထောင်ရဲအနောက်ကျေးရွာတို့တွင်ချောင်းဆောင်ကိုစားပြုတရားမဝင်ရွေးကောက်ပွဲဝင်ပြီးပြည်ခိုင်ပြိုးအမတ်တချို့ကမဲဆွဲစီယုံရေးပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းပြည်ခိုင်ပြိုးပါတီ၏ဒေသရင်းမဲဆွဲစီယုံရေးစာမျက်နှာမှာရမညမြေ Facebook page ၌ဖော်ပြထားပါသည်ချောင်းဆောင်မြို့နယ်တွင်တိုင်းသားစီလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊မွန်ညီညွတ်ရေးပါတီ၊ပြည်ခိုင်ပြိုးပါတီ၊ရှမ်းနှင့်တိုင်းသားများဒီမိုကရက်တစ်ပါတီစသည့်ပါတီများတရားမဝင်ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ပါသည်။ ဆက်လက်ပြီးစစ်ကော်မရှင်ရွေးကောက်ပွဲကိုနယူးဇီလန်လွှတ်တော်ပယ်ချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဒီဇင်ဘာ28ရက်စတင်ဖို့စီစဉ်ထားတဲ့စစ်ဗိုလ်ချုပ်တွေရဲ့2025-26ရွေးကောက်ပွဲကိုပယ်ချကြောင်းနယူးဇီလန်လွှတ်တော်ကနိုဝင်ဘာ5ရက်ကကြေညာချက်ထုတ်လိုက်ပြီးလွတ်လပ်မျှတတဲ့ဒါမှမဟုတ်ယုံကြည်ရလောက်တဲ့ရွေးကောက်ပွဲလို့မှတ်ယူလို့မရကြောင်းပြောလိုက်ပါတယ်။မြန်မာစစ်အာဏာရှင်စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုပယ်ချရင်လွှတ်တော်ကတညီတညွတ်ထဲဆုံးဖြတ်လိုက်ကြောင်း Labor Party လွှတ်တော်အမတ် Field Street Folk က သူ့ရဲ့လူမှုကွန်ရက်မီဒီယာမှာနိုဝင်ဘာ9ရက်ကရေးသားဖော်ပြထားပါတယ်။ရွှေကောက်ပွဲဝေဖန်မှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ထားတဲ့ဖိနှိပ်မဲ့ဥပဒေတွေပြဋ္ဌာန်းထားပြီးမဲဆာရွက်တွေမှာစစ်မှန်တဲ့အတိုက်ခံပါတီတွေပါဝင်မှာမဟုတ်ဘူးလို့သူကနယူးဇီလန်လွှတ်တော်ကိုပြောထားပါတယ်။2021နောက်ပိုင်းအာဏာသိမ်းမှုစန့်ကျင်တဲ့လုပ်ရက်တွေနဲ့ပတ်သက်လို့ဖမ်းဆီးခံရသူ3000အနည်းဆုံးရှိကြောင်းနိုင်ငံရေးအကျဉ်းသားများအားကူညီဆောင်ရှောက်ရေးဖွဲ့ကဖော်ပြထားပါတယ်။နိုင်ငံရေးနဲ့ဆက်ဆက်လို့လူပေါင်း2600ဖမ်းဆီးခံထားရဆဲဖြစ်ပြီး သူတို့တဲက11300ကိုပြစ်ဒဏ်တွေချမှတ်ထားပြီးဖြစ်တယ်လို့အဲ့ဒီအဖွဲ့ကဖော်ပြပါတယ်။မတူညီတဲ့နိုင်ငံရေးပါတီတွေကလွှတ်တော်အမှတ်3ဦးပါဝင်တဲ့အဖွဲ့စက်တင်ဘာလကထိုင်းမြန်မာနယ်စပ်သို့ကိုရက်ကြာသွားရောက်ပြီးအချက်အလက်အမှန်ရှာဖွေရေးခီးစဉ်ပြီးနောက်နယူးဇီလန်လွှတ်တော်ရဲ့အခုလိုဆုံးဖြတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။နယူးဇီလန်လွှတ်တော်အမှတ်တွေက2021အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့လူသားချင်းစာနာထောက်ထားရေးအခြေအနေတွေနဲ့နိုင်ငံရေးပြဿနာတွေကိုလေ့လာခဲ့တာဖြစ်ပါတယ်။နယူးဇီလန်လွှတ်တော်အမှတ်တွေဟာထိုင်းမြန်မာနယ်စပ်ရှိအရက်ဖက်အဖွဲ့အစည်းတွေ လူသားချင်းစာနာထောက်ထားရေးအဖွဲ့တွေအမီအခိုကင်းတဲ့မီဒီယာတွေအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုယ်စားလှယ်တွေနဲ့ဖိတ်ဆုံခဲ့တာဖြစ်ပါတယ်။စစ်ဘုတ်ကျုပ်တွေဟာရွေးကောက်ပွဲကတဆင့်နိုင်ငံတကာအတိုင်းအဝိုင်းရဲ့အသိအမှတ်ပြုခံရဖို့ကြိုးစားပြီးတော့တရားဝင်ဖြစ်ရေးကြိုးပမ်းနေချိန်မှာနယူးဇီလန်လွှတ်တော်အနေနဲ့မြန်မာပြည်သူတွေဘက်ကယက်တီရမယ်လို့လေပါတီပါတီလွှတ်တော်အမန် Field Tree Fold ကပြောပါရယ်စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ပဲအာနာရှင်စနစ်တရားဝင်ဖြစ်စေဖို့ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲပဲဖြစ်တယ်လို့သူကဖြည့်ဆွတ်ပြောပါရယ် မိမိတို့အနေနဲ့မြန်မာပြည်သူတွေရဲ့တတိရှိမှုကိုထောက်ခံရမှာဖြစ်ပြီးဒီမိုကရေစီအတွက်ရုံးခံမှုကိုဆက်လက်ကူညီပေးရမှာဖြစ်တယ်လို့လွှတ်တော်အမတ်ဖီကပြောဆိုထားပါတယ်။ဆက်လက်ပြီးအရာဝတီတိုင်းအတွင်းတိုက်ပွဲများဆက်ရှိနေပြီးစစ်ကော်မရှင်ဘက်ကတေဆုံမှုများနေပြီးစစ်ကူဇက်တိုက်ပို့နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရာဝတီတိုင်းအတွင်းရှိလေးမျက်နှာမြို့နယ်အတွင်းတွင်စစ်ကော်မရှင်နှင့်အာရကတပ်တော် AA အပါဝင်တော်လှန်ရေးပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကော်မရှင်ကစစ်ကူများဇက်တိုက်ပို့နေရကြောင်းသိရပါသည် စစ်ကော်မရှင်သည်ပြီးခဲ့သည့်နိုဝင်ဘာ6ရက်နေ့ကလည်းလေးမျက်နှာနှင့်ရေကြည်အဆက်ကိုဟင်္ဒရာဘက်မှနေပြီးအမိုးအုပ်စစ်တုံးကားကြီးများဖြင့်စစ်ကူများပို့ဆောင်ခဲ့ကြောင်းသိရပါသည်။လေးမျက်နှာအဆက်ရှိခြေရွာများတွင်တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီးစစ်ကော်မရှင်ဘက်ကအစုလိုက်အပြုံလိုက်တိုက်စုံမှုများရှိကြောင်းဒေသခံတရင်ကြီးမြစ်ထံမှသိရပါသည်။အခုနိုဝင်ဘာအစရက်မှကိုစစ်တပ်ဘက်ကအစုလိုက်အပြုံလိုက်တည်နေနှစ်ဖက်အထိခိုက်ရှိပေမယ့်စစ်တပ်ဘက်ကတိချက်ကတရက်လွန်ပေ။လမ်းကြောင်းပြောင်းပြီးစစ်ကူပို့နေတာတွေလည်းသိပါသည်။သေရင်သေမသေရင်ပြေးပဲဟုလေးမျက်နှာမှ ဒေါ်လန်ရေးနှင့်နီးစပ်သူတအူကသတင်းဌာနကိုပြောပါရယ်စစ်ကော်မရှင်က drone ပုံကျဲချတိုက်ခိုက်မှုအပြင်လေးချောင်းတိုက်ခိုက်မှုများကိုပါပြုလုပ်နေပြီးစစ်မှုထမ်းသင်္တန်းသားတစ်များကိုလေးမျက်နှာတိုက်ပွဲသို့စက်တိုက်ဆေလွနေကြောင်းသိရပါရယ်ပြီးခဲ့တဲ့အောက်တိုဘာဒုတိယပတ်အတွင်းကလည်းစစ်သုံးကားကြီးအစီး20ဖြင့်လေးမျက်နှာကိုစစ်ကူအင်အားပို့ထားရပြီးယခုရက်ပိုင်းအတွင်းစစ်ကူများထပ်မံပို့လာရခြင်းဖြစ်ပါတယ်။ တိုက်ပွဲတွင်သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကိုပသိမ်တို့ပြန်လည်တည်ဆောင်လာပြီးသေဆုံးသူများကိုရွှေမြင့်တင်မိသကျိုဆက်တို့ပို့ဆောင်ပြီးဒဏ်ရာရသူများကိုပသိမ်စစ်မြေပြင်ဆေးတက်ရင်မဆာရလေးကိုပို့ဆောင်နေရကြောင်းဒေသခံများထံမှသိရပါတယ်။လေးမျက်နှာရှိဆက်ဆက်ရွရွဝင်းကျင်ကိုအေအေနှင့်ပူပေါင်းတပ်များကသိမ်းပိုက်ထားပြီးစစ်ကူတက်လာသည့်တပ်များနှင့်ဝိုင်းဘက်ပိတ်ဆို့ရန်လာသည့်တပ်များကိုကြားဖြတ်တိုက်ခိုက်သည့်အတွင်စစ်ကော်မရှင်ဘက်ကအထင်အလျက်ရှိကြောင်းသိရပါတယ်။